အားလုံးမင်္ဂလာပါမက်ချူရီဗရက်ဒီကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အားလုံးသဘောကျနေသက်ကြတဲ့ပရီးမီးယားလိပ်ပြိုင်ပွဲကြီးက လက်ရှိကာလမှာဆိုတော့အရှိန်ဟုန်အမြင့်ဆုံးကာလတစ်ခုကိုရောက်ရှိလာပြီလို့ပြောလို့ရပါတယ်။ဝက်ဆန်စနစ်ကစားပြီးချိန်ဒီအာဆနယ်ကထိတ်ဆုံးကနေဥဆောင်နေပေမဲ့၆မှတ်ကွာမှာချဲစီးကဖိအားပေးနေတယ်လို့ဒီပတ်မှာဆိုရင်တော့ထိတ်ဆုံးကအာဆနယ်နဲ့အမပစ်ရဲ့ဒုတိယနေရာကချဲစီးတို့ထိတ်တိုက်တွေ့ဆုံတော့မှာဖြစ်ပါတယ်။ဒါပြင်တခြားတော့ပွဲကောင်းတွေလည်းအများကြီးဒီပတ်မှာပါဝင်နေပါတယ်။ဒါကြောင့်ဒီပတ်ကပရိသတ်တွေကိုစိတ်ကျဉ်းမှုအပြည့်ပေးမဲ့ရတတာတစ်ပတ်တစ်ခုဖြစ်လာမှာပါ။ဆိုတော့အချိန်ရင်းဆွဲမနေပဲပရီးမီယာလိဂ်ပွဲစဉ်၁၃ရက်ဝက်ကြောင့်တဲ့ချက်တွေကိုကျွန်တော်တို့ပြုလုပ်သွားကြရအောင်။ဆိုတော့ Let's go ဟောဒီမှာဖုန်းနှလုံးရှိအောင်နဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဒီပဲပထမဆုံးပွဲစဉ်အပြင်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Manchester City နဲ့ Leeds United တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Manchester City ဘက်ကိုစပြီးကြည့်ကြအောင်ပါ။ Manchester City က ဒီဒူနာရူမကိုပေါက်ကိုရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးပြန်ကောင်းလာတဲ့ပုံစံတစ်ခုကိုပြခဲ့ပေမဲ့နောက်ပိုင်း နည်းနည်းလေးပြန်ရင်းသွားတယ်လက်ရှိကြံပွဲစုံနှစ်ပွဲဆက်ရှုံးပွဲတွေ့ထားတယ်ပရီးမီးယားလိဂ်မှာနျူကာဆယ်ကိုရှုံးခဲ့တယ်လို့ချန်ပီယံလိဂ်မှာလည်းလီဗာပူးဆင်ကိုရှုံးထားတယ်ဆိုတော့မတိတိယဖောင်ကအရင်ယုံကြည်လို့မရတဲ့ထဲမှာပါတယ်ကောင်းရတယ်တော်တော်လေးကောင်းပြီညံ့သွားတယ်တော်တော်လေးကိုထိမ့်မြတိမ့်မြဖြစ်သွားတဲ့ပုံစံမျိုးကိုမြင်တွေ့ရတယ်ဆိုတော့လက်ရှိ Leeds United နဲ့အင်ကွင်းမှာလက်ခံကစားရမယ် Leeds United ကတော့အရင်ကြီးအင်အားကောင်းတဲ့တင်တော့မဟုတ်ဘူးတန်းတက်လာတဲ့အချိန်မှာအရင်ကြီးဟိုတောင့်တင်းနေတဲ့ပုံစံမျိုးလည်းမရှိတော့ဘူးမာကြောကျတဲ့ပုံစံမျိုးလည်းမရှိဘူးနောက်ဆုံး Premier League ၅ဘက်မှာတပွဲပဲနိုင်မွေးရတာတယ်၄ဘက်အထိရှုံးထားတယ်ဆိုတော့ ခြေနေကတော်တော်လေးကိုစိုးနေတဲ့ဖောင်ဖြစ်နေတယ်လီးစနိုက်တက်ကလည်းအဝေးကမှမန်စီးတီးကိုအများကြီးဒုက္ခပေးနိုင်မှုတော့မရှိဘူးဒါပေမဲ့မန်စီးတီးအနေနဲ့အញ្ញကြီးပေါ့လို့တော့မရဘူးပရီးမီယာလိမ်ကဘာမှမဆိုဖြစ်သွားနိုင်တဲ့အစဉ်လာတွေရှိရာကြောင့်မန်စီးတီးနဲ့ပေါ့ပေါ့ရော့ကစားရင်တော့အဲအမတ်ရောက်ဝနိုင်တဲ့အခြေအနေမျိုးအများကြီးတွေ့ရတယ်အင်ကွင်းအီဒီအမကစားမှာဖြစ်တာကြောင့်ပြီးတော့နိုင်တင်နိုင်တက်တဲ့ပွဲလည်းဖြစ်တာကြောင့်မန်စီးအမားရင်လုံမယ်လို့တော့ကျွန်တော်တော့မထင်ဘူးမန်စီးလူစုံပြန်ထုတ်လာရင်တော့ဒီပွဲစဉ်ကိုအနိုင်ရဖို့ဆိုတာအញ្ញကြီးခက်ခဲမယ်လို့တော့မထင်ပါဘူးဆိုတော့အင်ကွင်းနေထားမှာမန်စီးမဖြစ်မနေအနိုင်ကံပြီးရမှတ်သုံးမှတ်ကိုရရှိဖို့မယ်လို့ထင်ပါတယ် နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဝဟန်ယူနိုက်တက်နဲ့လီဗာပူးရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားပါရယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဝဟန်ယူနိုက်တက်ဘက်ကိုစပြီးကြည့်ကြအောင်ပါဝဆန်ယူနိုက်တက်ကနူနိုဆန်တိုလက်ထက်မှာရလာအဖြစ်အရန်ကြီးပျော်ပျော်လေးလေးဖြစ်လာမျိုးတော့မရှိဘူး1998ရဲ့ပွဲတွေရောနိုင်တယ်ဆိုတော့ဒါပေမဲ့ ောင်းလဲလာတာကရှိရယ်ဒါကကသားပုံကအရန်ကိုမာကျော်ချစ်လစ်လာမျိုးကိုမြင်တွေ့ရတယ်ဝက်ဟန်နဲ့လိုက်တဲ့ပုံစံမျိုးကိုနူနူဆန်းတူယူဆောင်လာတာကိုကျွန်တော်မြင်တွေ့ရတယ်နောက်ဆုံးကစားရတဲ့ပရီးမီယာလိဂ်၃ဘွဲ့ဆက်ရှုံးမဲမရှိတာဘူး၂ဘွဲ့နိုင်ပြီ၃ဘွဲ့တည်ကြလာတယ်ဆော့ဝဟန်နဲ့တနေနေတော်တော်လေးပြန်ပြီးဖော်မှန်လာတယ်ပြီးတော့နူနူဆန်းတဲ့ရဲ့ကစားပုံတိုင်းတော်တော်လေးမာကျော်ချစ်လစ်တဲ့ဒီကောင်းတာ transition တွေအရန်ကောင်းတယ်ဆိုတော့ဒီဖခွေးတော်စီရာ pass တွေအများကြီးကိုဝက်ဟန်ကရနေတယ်တိုက်စစ်ကထပ်ပြီးအသုံးချနိုင်လို့ရှိရင်ဒီတဲ့ပို့ပြီးတော့ဝက်ဟန်နဲ့တနေနေတဲ့ အာကောင်းမွန်တဲ့ရလဒ်တွေထွက်လာအောင်မလို့ကျွန်တော်တို့ထင်တယ်ဆိုဟန်းအနေနဲ့နောက်ဆုံး၃ဘက်ဆက်ဖောင်ရတော်လေးကိုပုံမှန်ပြန်မိလာပြီဒီဘက်ကလီဘာပူးကတော့အဲ့လိုမဟုတ်ဘူးလီဘာပူးမှာပြဿနာတွေအများကြီးရှိနေတယ်ထက်တီကယ်ပြဿနာတွေရောကွင်းနင်းပြဿနာတွေရောကွင်းပြင်ပြဿနာတွေရောဆိုရှယ်မီဒီယာပေါ်ကပြဿနာတွေရောအများကြီးဖြစ်နေတယ်အထူးသဖြင့်နိပြအနေစတော့ပေါ်မှာဖိအားတွေအများကြီးကိုရှိနေတယ်ဆိုတော့ဒီဘာပူးအနေနဲ့ပြိုင်ပွဲစုံရှုံးမွဲတွေပဲစက်တိုက်ကြုံတွေ့လာတာတော်တော်များလာပြီဆိုတော့အိမ်ကွင်းအဝေးကွင်းမြေးတော်တော်လေးရှုံးနေတာကရုပ်ပေါက်လာတယ်ဆိုတော့ ကသားသမားနေပေါင်တန်းရချီအားဖြည့်တာရယ်ဆိုရင်လည်းနိဗျအာနီစလော့ရဲ့နိစနစ်မိုင်းဆိုင်ရာမှာကသားသမားနေအံဝင်တဲ့ပုံစံမျိုးကိုအခုထိမမြင်တွေ့ရသေးဘူး။ဆိုတော့ဒီဘက်အနေနဲ့ဒါကိုအချိန်မီပြန်လဲပြင်ဆင်ဖို့လိုနေပြီ။ဖိတ်ကအာဆင်နယ်နဲ့အမှတ်တွေအရန်ပြတ်သွားပြီးချန်ပီယံတာဝယ်ဖို့ဆိုရလဲမဖြစ်နိုင်တော့တဲ့အနေအထားလောက်ကိုကျွန်တော်တို့သုံးသပ်လို့ရတယ်။ဆိုတော့လက်ရှိနေထားမှာဝဟန်ကိုဝေကွင်းဝင်ရင်ကသားကသားရမယ်။ဒီဘက်ဦးတက်လွယ်ကူတဲ့ပွဲစဉ်တွေတော့မဟုတ်ဘူး။တော်တော်လေးကိုခက်ခဲလိမ့်မယ်။ဒီဘက်ကဝဟန်ကပို့ပြီးဖောင်မှန်လာတဲ့ချိန်ဒီဘက်ဦးကအကြပဲရောက်လာတဲ့ချိန်မှာတွေ့ရကြောင်ပို့ပြီးတော့ခက်ခဲလာအောင်မယ်။ဆိုတော့ဝဟန်ကိုဝေကွင်းမှာအနိုင်ကသားဖို့ဆိုတော့ဒီဘက်ဦးတက်တစ်ခုလက်ရှိနေထားရတော့ တော်တော်လေးကိုခက်ခဲလိုက်မယ်ဆိုတော့ဝဟန်းနေနဲ့လည်းအင်ကွင်းမှာလက်ခံကဘာမှာဖြစ်တာကြောင့်ရမအားဖြင့်တော့အနည်းဆုံးပြည်တမတ်တော့ရအောင်ကြိုးစားအောင်မယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်ကအပြန်အလှန်တော်တော်လေးကြီးကောင်းတဲ့ပုံစံမျိုးကိုမြင်တွေ့ရဖို့တော့ရှိလာပြီးဝဟန်းကအင်ကွင်းအသာကျန်တဲ့တည်တမတ်ကိုရအောင်ယူရနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒီပွဲစဉ်ကတည်ပြီးဖြစ်ဖို့ရခိုင်တော့အရင်များပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲပြချောင်းကြီးချက်ထားတဲ့ပွဲကတော့ Crystal Palace နဲ့ Manchester United တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Crystal Palace ကိုစကြည့်အောင်ပါ။ Crystal Palace က Oliver Gnesner လောက်အောက်မှာ high pressing ပုံစံနဲ့အတော်လေးကိုပုံတန်ကောင်းရနေတယ်။ နိုင်ပွဲတွေမရဘူးရတဲ့ပွဲတွေလည်းရှိရယ်တေကြွားတဲ့ပွဲတွေလည်းရှိရယ်ဒါပေမဲ့ဘလူးပွဲနဲ့ဒီခရစ်စတယ်ပဲလေးဟာသူတို့ရဲ့ formation သူတို့ရဲ့ကစားပုံရထရီကပန်းဆိုင်ရာမှာအတော်လေးကိုအားကောင်းတဲ့အတင်းတွေအဖြစ်မြင်တွေ့ရတယ်ကစားသမားတွေဟာသူ့ရဲ့ position မှာသူ့ရဲ့ duty and fashion ကိုအကုန်ကောင်းကောင်းဝင်လုပ်နိုင်နေအောင်တွေ့ရတယ် Oliver Gleason ရဲ့အတင်းဟာအရန်ကို season နဲ့ကြာနာနေအောင်ကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒီ triple formation နဲ့ crystal palace ရဲ့အင်တန်လိုက်ဖက်နေရမျိုးမြင်တွေ့ရပြီကစားပုံရ အားနိုင်ခဲ့တဲ့ပွဲဆိုတော့တော်တော်လေးခြာယူရတယ်။ရလပိုင်းအရာတော့အရင်ကြီးတည်ငြိမ်နေတာမျိုးမရှိဘူးဆိုပေမဲ့ခရစ်စတယ်ပဲလေးဟာသူ့ဟာနဲ့သူတော်တော်လေးကိုရှေ့ဆက်နေတဲ့အတင်းလို့ပြောလို့ရတယ်။တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကလည်းအလိုမဟုတ်ဘူး။အားလုံးကမန်ယူနိုက်တက်လမ်းကြောင်းမှာမပြောင်းအောင်လာပြီးလို့ထင်လာတဲ့အချိန်မှာပဲပရီးမီယံလိဂ်နောက်ဆုံး၃ပွဲဆက်နိုင်ပွဲပြောက်သွားတယ်။နှစ်ပွဲတည်းတပွဲရှုံးလိုက်တယ်။ဆိုတော့အနေထားကအရင်ကြီးတော့ကောင်းနေရမျိုးမဟုတ်ဘူး။ပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှိရင်အေဗာနန်ကိုပွဲဆက် 29မိနစ်ကြာအဗရန်က၁ယောက်ထက်နဲ့ကစားခဲ့ရတယ်။ဒီလိုအသင်းကိုမန်ယူနိုက်တက်က၁၁ယောက်နဲ့ကစားပြီးရှုံးသွားတယ်။ဆိုပရိသတ်တွေကြားမှာတော်တော်လေးကိုပြောစရာတွေဖြစ်သွားတယ်။ဆိုမန်ယူနိုက်တက်အနေနဲ့ဒီဖိအားတွေရောက်ကနေပြန်လဲရုံးထုတ်ဖို့ဒီပွဲစဉ်ကိုမဖြစ်မနေအနိုင်ကစားဖို့လိုတယ်။တပတ်ကဆစ်စတယ်ပဲလေးကတော့ဖိအားအရမ်းမရှိဘူး။လက်ရှိလည်းမဲ့ဝေးရတဲ့အဆင့်က ကစားပုံရအင်မတန်ကောင်းတယ်အင်ကွေးမှလည်းလက်ခံစားရမှာဖြစ်တယ်ဒါကြောင့်သူတို့အနေနဲ့ဒီပတ်စဉ်ကိုအနည်းဆုံးတော့တည်သမတ်ဖြစ်ဖြစ်ရအောင်တော့ယူဖို့ကြိုးစားလာမှသိကြတယ်အထူးသဖြင့်ခရစ်စတဘဲလီယာအင်ကွေးဆိုပို့ပြီးမာရတဲ့အတင်ဖြစ်တာကြောင့်မန်ဒန်နဲ့အနေနဲ့ဒီပတ်စဉ်မှာအများကြီးရှေ့ရအေဗာဒါနဲ့ပေါ်တော့ကိုပိုခက်ခဲလိမ့်မယ်ဆိုတော့ဒီပတ်စဉ်ကခရစ်စတဘဲလီအနေနဲ့သူ့ရဲ့ပုံစံကောင်းတာထိုင်ရရင်မန်ဒန်တဲ့တကယ်ကိုဒုက္ခရောက်နိုင်တဲ့ပွဲမျိုးမန်ဒန်နဲ့အနေနဲ့ဒီပတ်စဉ်ကိုတကယ်ကိုသတိကြီးကြီးထားပြီးချင့်ကဲ့မယ်ပွဲမျိုးဖြစ်တယ်ဆိုတော့အင်ကွေးအားသာကြလဲရှိရဲ့လက်ရှိဖောင်ရလဲပို့ပြီးစနစ်ကြတယ် ကစားပုံရတဲ့အကောင့်နဲ့ခရစ်စတယ်ဘဲလီကိုကျွန်တော်ရွေးချယ်ထားခြင်းနဲ့အဝင်းနေနဲ့ခရစ်စတယ်ဘဲလီဟာဒီဘက်ဆင်မှာရလာကောင်းမှုပဲရှိရဲအနည်းဆုံးတော့မန်ယူနိုက်တက်ကိုတီးကစားနိုင်မလို့ထင်ပါတယ်။ကဲဒီဘက်ရဲ့နောက်ဆုံးပွဲပြီးတော့လက်ရှိပရီးမီယာလိရဲ့ for အမှန်ဆုံးအသင်းအသင်းတွေ့ရပွဲတော်တော်လေးလေးကြည့်လို့ကောင်းမှာပွဲဒီဘက်ဆင်ကတော့ချယ်ဆီနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ချယ်ဆီဘက်ကိုစကြည့်အောင်ပါ။ချယ်ဆီကလက်ရှိအမှတ်ပေးစရာရဲ့အဆင့်နဲ့ ဖောင်ရသတော်လေးကိုပြန်ကောင်းလာပြီဆိုတော့နောက်ဆုံးပွဲမှာဆိုချန်ပီယံလိမှာဘာစီလိုနာကိုအနိုင်ကစားရတယ်ဒါအပြင်ဘန်လင်နဲ့ပွဲမှာဆိုလို့ရှိရင်လည်းအရန်ကစားရမိုင်းနဲ့အနိုင်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်ရှေ့ရဘူးဖွေးမှာဆိုလည်းတော်တော်လေးကိုကောင်းတဲ့ပုံစံမျိုးနဲ့ဂိုးရရခဲ့တာကိုတွေ့ရတယ်အထူးသဖြင့်နောက်ဆုံး၃ဘက်ဆက်ကလင်းရှစ်ဆိုတာကချဲသီးကိုတော်တော်လေးကို credit ပေးရမယ့်အချက်ဖြစ်လာတယ်ဆိုတော့ချဲသီးနေနဲ့ဖောင်ရသတော်လေးကိုပြန်ကောင်းလာပြီလက်ရှိမက်ပီဒီယာ၁၀နှစ်နေရာကနေအာဆနယ်ကို၆မှတ်အကွာနဲ့ဖိအားပေးနေတဲ့အတင်တော်တော်လေးကိုကစားပုံအရပြစ်ချက်ပြောစရာနည်းလာပြီ အနေငယ်ဆုံးပြစ်ချက်ဆိုလို့ဒီခန်းစစ်ပိုင်းကနည်းနည်းလေးအဲ struggle ဖြစ်နေတာမျိုးတခါတလေမတည်ငြိမ်တဲ့ပုံစံမျိုးလေးကိုမြင်တွေ့ရတယ်။ဒါတော့ပဲကိုယ်နဲ့အားရချယ်စီကတော်တော်လေးအင်အားတောင့်နေတယ်။ Wise Cancelo Enzo Fernandez ဝီစီချင်းဝင်ဆော့တယ်။ Andre Sanchez ဝင်ဆော့တယ်။ဘဒူဘဲဝင်လာစားချယ်စီရဲ့ကိုယ်လေဖောင်ကပျောက်ဆုံးသွားမျိုးမတွေ့ရဘူး။ပွဲတိုင်းကို intensity အပြည့်နဲ့ကစားနိုင်တယ်။အထူးသဖြင့်ညာတောင်မန်ကအစပောင်းလေးကိုကျွန်တော်တို့အများကြီးချီးကျူးရမယ်။ဆက်ရှင်နေပဲရှိသေးတဲ့ဒီကလေးဟာပွဲတိုင်းကို momentum အပြည့်နဲ့ကစားနေတာတော်တော်လေးကိုကြောက်စရာကောင်းတယ်။ဆို ဒီအာဆနယ်နဲ့ပွဲမှာကောအက်စတာဘောင်းထပ်ပြီးတော်တော်လေးကိုပုံစံကောင်းရအနေနဲ့ကာလာဖီယိုရီကိုဒုက္ခပေးနိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်ဒါအပြင်ချယ်စီရဲ့ဘယ်ချမ်းကကူကူရဲလားပရိုလီကိုကဘာဆင်လက်ဘက်ဆိုပြီးအားလုံးကတတ်မှတ်ထားကြတဲ့အချိန်ဘူကာယိုဆာကာကိုရင်ဆိုင်နိုင်ပါမလားဒီမိကုန်းနေတဲ့အများကြီးနဲ့ဒီပွဲစဉ်ကပြည့်နေတယ်ဆိုတော့ချက်သီးဟာဒီပွဲစဉ်ကိုအာဆနယ်မှာအင်ကွင်းကိုကစားရမယ်တော်လီအနေနဲ့များတဲ့အချိန်ဒီဒီပွဲစဉ်မှာရှုံးလိုက်ရင်ချက်သီးနေနဲ့ကိုမတ်တီပြတ်သွားမယ်သူတို့ရဲ့အမြင့်ဆုံးညီမချက်ကလည်းဒီရီတော့4ဆိုတာမျိုးပဲဖြစ်သွားလိမ့်မယ်တကယ်လို့ဒါချက်သီးဘက်ကနိုင်ခဲ့ရင်တော့ ရမ3မှတ်အကွာနဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကိုဖိမို့ကောင်းဖို့လုပ်နိုင်တဲ့အနေအထားတစ်ခုရောက်လာလိုက်မယ်။ဆိုတော့ချက်တိနေတဲ့ဒီပွဲစဉ်ကဘယ်ဒါရက်ရှင်ကိုသွားမှလဲဆိုတာရေးချွဲရမယ်ပွဲပဲ။ဒီဘက်ကအာဆနယ်ဘက်ကိုပြန်ကြည့်ကြအောင်ပါ။ဒီဘက်ကအာဆနယ်ကတော့လက်ရှိပရီးမီးယားလိဂ်တင်မဟုတ်ဘူး။ဥရောပတစ်ခုလုံးမှာဖောင်အကောင်းဆုံးနဲ့ကစားပုံရပြစ်ချက်ပြောစရာအ ਨੇ ဆုံးတင်ခံစစ်တိုက်စစ်ကွင်းနဲ့ဘယ်ရာမှပြစ်ချက်ပြောစရာမရှိဘူး။တော်တော်လေးကိုပြပြစုံနေတဲ့အတင်ကစားပုံရလည်းအမြဲတမ်းမာယာများတဲ့ကစားပုံကိုပိုင်ဆိုင်ထားတယ်။ပိုသရင်ဘေးယူပြီးကစားမယ်ဆိုလည်းရတယ်။ ဟိုက်လိုင်းတင်ပြီးကစားမယ်ဆိုလည်းရတယ်အမြင့်ဘောတွေကနေတင်ပြီးကစားမယ်ဆိုလည်းရတယ်အာဆနယ်မှာလက်နက်တွေအများကြီးရှိရဲကစားပုံတွေအများကြီးရှိရဲဆိုတော့ကြောက်စရာကောင်းတဲ့ဆက်ပြီးတွေလည်းအများကြီးပိုင်ဆိုင်ထားတယ်ဝက်စင်ကိုအာဆနယ်အနေနဲ့အနိုင်တွက်ပဲလာမှာတည်ကြတယ်ဘာလို့လဲဆိုတော့တို့ဟာဒီဝက်စင်ကိုနိုင်ရင်ပရီးမီယာလိဂ်ချန်ပီယံဆုပဲ90ရာခိုင်နှုန်းလောက်ထိတည်ကြသွားပြီလို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးဖြစ်လို့ပဲဆိုတော့ဒီဝက်စင်ကတော်တော်လေးကိုကြည့်လို့ကောင်းမယ်ပွဲနှစ်သင်းစလုံးကလက်ရှိပေါင်ရတော်တော်လေးကိုကောင်းနေတဲ့အသင်းဖြစ်တာကြောင့်တော်တော်လေးကိုပြောရခက်တယ် ်ရှယ်တီကအင်ကွင်းအသာချက်ရှိရမှန်တယ်ကစားဝင်ရလည်းကောင်းနေရမှန်တယ်ဆိုမှအာဆင်နယ်ကိုဒုက္ခပေးနိုင်ပါမလားဆိုရင်မိကုန်နေတာအများကြီးရှိရယ်အာဆင်နယ်အနေနဲ့လည်းကစားဝင်ရအင်မတန်မာကျော်တယ်တော်တော်လေးကောင်းတယ်ဆိုမှချယ်တီလိုဖောင်ရန်ကောင်းနေတဲ့အတင်းအတင်းကြီးတွေကိုဒုက္ခပေးနိုင်ပါဆိုရင်အတင်းကိုဝေးကွန်းမှာရလည်းကောင်းပါမလားဒါတွေကမိကုန်များလည်းရှိရယ်ဆိုတော့လက်ရှိအနေထားရတော့ကျွန်တော်ဒီဝက်စင်ကိုအန်ရဲကင်းဆုံးရွေးချယ်မှုအနေနဲ့တရားလည်းကိုရွေးချယ်ထားခြင်းနဲ့ချယ်တီနေလည်းဖောင်ကောင်းတယ်အာဆင်နယ်နေလည်းဖောင်ကောင်းတယ်နှစ်တင်းထရောက်လို့ဆိုမှတရားလည်းနဲ့ပြီးဆုံးတော့မယ်လို့ပဲထင်ပါတယ် ဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ပတ်တင်ပါလဲပိုကောင်းတဲ့အားကစားအစီအစဉ်တွေနဲ့ကျွန်တော်တို့ပြန်လာကြအောင်ပါမလို့ Majority Friday Facebook page လေးကို like and follow လုပ်ထားဖို့တောင်းပန်ချင်ပါတယ် YouTube ကကြည့်ငင်ကြီးကိုနည်းနည်းလဲ channel လေးကို subscribe လုပ်ထားဖို့တောင်းပန်ချင်ပါတယ်နောက်ပတ်မှာအတူတူပြန်လဲဆုံးလေးကြပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ